အလိုပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့တဝဲဒီတော့မှာလူကြိုက်များတဲ့ရှက်တို့လို့ခေါ်တဲ့ဂိုးချောက်တို့လေးလို့ပြောင်းมาဖြစ်ပါတယ် 6တို့လို့ဖို့အတွက်အရင်ဆုံးအချင်းကြီးစက်ပါမယ်နော်အချင်းကြီးလို့ဖို့အတွက်ကမကြီးမှဲ့ရည်ရဲ့ကြက်တော်ဖြူငရုတ်သီးထောင်းနဲ့ဆံမို့အယူဖြောထားတာလေးရဲ့ငရုတ်စီရဲ့လိုပါမယ်နော်မကြီးရည်ကိုတော့လက်တဆုပ်စာလောက်ရှိတဲ့မကြီးသီးမှန်နဲ့ရည်ကိုတစ်ခါတည်းစိတ်ထားပြီးတော့စကားလေးနဲ့အစစ်သေးစစ်ထားလိုက်ပါတယ်ပြီးရင်တော့ကြက်တော်ဖြူနဲ့ငရုတ်သီးကိုထောက်ထားပေးလိုက်ပါမယ် အလိုအဆင်သင့်ဖြစ်ပြီဆိုရင်တော့ကြုံမဲ့အိုတလုံးထက်ကိုမကြီးမဲ့ကြီးထက်လိုက်ပါမယ်။ပြီးရင်တော့ဒီနေ့တကြားလေးထပ်ပေးလိုက်ပါတယ်နော်။ထញ្ញက်ရှိတဲ့သူတွေကထញ្ញက်ထက်လဲရပါတယ်နော်။ကျမစီမကထញ្ញက်မရှိလို့ဒဝဲဒီတာထွက်ဒီနေ့တကြားကိုပဲတုံထားပါတယ်။ပြင်းရောငရုတ်စီထက်ပြီးတော့မီအေးအေးလေးနဲ့မှွေသွားပေးလိုက်ပါမယ်။ နောက်ဆိုဆူလာတဲ့အခြေကြမှာစက်တော်ပြုံငရုတ်သီးထောင်းထားတာလေးနဲ့စားလေးနဲ့နဲ့ထက်ပေးလိုက်ပါမယ်တမင်းလေးတော့ငွေပြီးသွားရင်တော့ဆံမုတ်ဖြော်ထားတာလေးထည့်လို့ရပါပြီ။ထွက်လာတဲ့အချိန်ကိုပြည့်ပြည့်ချွတ်ချက်လေးလှူချင်လို့ကော်ရီထည့်တာပါနော်။တကယ်လို့ပြည့်ချွဲနေတာမကြိုက်တဲ့သူဆိုရင်ကော်ရီမထည့်လည်းရပါတယ်နော်။ ကဲအခုဆိုရင်တော့ပြပြချွချွဲလေးနဲ့အချင်းကြီးလေးအစ်စ်သေးဖြစ်ပါပြီရှင်ပြီးရတော့96တုံးမှာအဓိကကြတဲ့96လေးတွေကိုရေးဆေးပြီးတော့ချွတ်ချွတ်လေးဖြအောင်လာကြောက်ပေးလိုက်ပါတယ်96ကြော်တဲ့အချိန်မှာလေးစီနက်နက်လေးနဲ့ကြော်ရင်မကြော်တဲ့အတွက်စီအများကြီးတုံထားပါတယ်နော် အရပါအတွဲကစားနဲ့အချုံမို့နည်းနည်းလေးထည့်ပါမယ်။အချုံမို့မတုံတဲ့သူတွေကတော့မထည့်လည်းရပါတယ်နော်။ကိုချောက်လေးတွေကျော့သွားပြီဆိုရင်တော့အေးခံထားလိုက်ပါမယ်။ခဏလောက်အေးအေးခံထားပြီးရင်စီကြုံမြို့လေးတွေပျောက်သွားပြီးတော့ဒီလိုလေးကြံခဲ့ပါလိမ့်မယ်နော်။

ကောင်းတာအလိုအဆင်တင်ဖြစ်ပြီဆိုရင်တော့စတော့လို့ရပါပြီရှင်ဒီကိုချောက်ချိုလေးဟာဆိုရင်ထမင်းပူပူလေးနဲ့တွဲစားလဲအရန်လိုက်ဖက်တလို့ခင်းချိုပူပူလေးတမမဟုတ်တောက်ချောတံပြားဖြော်ရည်လေးနဲ့နေခင်းမှာတွဲစားရင်လဲအရန်ကိုလိုက်ဖက်ပါတယ်နော် ဒီလိုနေလေကအရန်ကိုလွယ်ကူပြီးတော့ကိုကြဆေးရေလဲတက်တာလို့လူစားကြည့်ကြပါအောင်နော်ကဲအခုဆိုရင်တော့96ကျော်အနက်တင်းတင်းလေးနဲ့အရန်ကိုစားလို့ကောက်တဲ့76တို့လေးရပါပြီရှင်။ ကျွန်မရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။